ဒီကနေ့မှာပြည်သက်တွေအတွက်တင်ဆက်ပေးခြင်းနဲ့စောက်ကလေးရတော့မွေးစာရီသားသူ Great Macrin ရေးသားထားတဲ့ Essential Lexing ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့် Essential Lexing ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုဆိုလို့ရှိရင်တော့စာရီးသူကိုနေ YI ကနေပြီးတော့ဘာသာပြန်ဆိုပေးထားတာဖြစ်ပါတယ်။ဘာသာပြန်ဆိုပေးထားတဲ့ခေါင်းစဉ်လေးရတော့အနှစ်ပြည့်ပြည့်လောက်ကင်နိုင်ဖို့အနှစ်တာရဦးစားပေးဝါရဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။ အနှစ်သာရဦးစားပေးဝါဒဒီနေ့ခေတ်မှာလူရီယာသူတို့ရဲ့လှုပ်ဆောင်နိုင်တဲ့နေပယ်တွေကိုချက်ထွင်ဖို့နဲ့သူတို့ဘဝတွေကိုပို့ပြီးတော့ကောင်းအောင်လှုပ်ဆောင်နိုင်ဖို့အတွက်သူတို့ရဲ့အချိန်စရားတွေကိုပြည့်ကျက်နေအောင်စီစဉ်ထားဖို့တင့်တယ်လို့ထင်မြင်နေတတ်ကြပါတယ်ဒီနေ့ကဘာကြီးလို့အရာဝတ္ထုတွေနဲ့ပစ္စည်းမျိုးစုံ ပြည့်နှံ့နေတဲ့ခေတ်ကြီးမှာတော့အဲ့ဒီຢာတွေအားလုံးကိုလိုချင်လှုပ်ကြည့်ခြင်းနဲ့စိတ်မျိုးတွေဖြစ်နေကြမှာပါပဲဘလို့ပဲဖြစ်ဖြစ်အဲ့လိုထင်မြင်ချက်တွေကလက်တွေ့မှာတော့ပြောင်းမြန်တွေကြီးဖြစ်နေမဲ့ ကံအကြောင်းမှလာတာတွေလည်းရှိနေတတ်ပါတယ်။ဟုတ်ပါတယ်။ရာအားလုံးလုံးနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။နေပရီအားလုံးမှာကျွမ်းကျင်သူမဖြစ်နိုင်ပါဘူး။လူကျင်တဲ့အယုတ်တွေအားလုံးပိုင်ဆိုင်ဖို့မဖြစ်နိုင်တယ်လို့အတွေ့အကြုံတွေအားလုံးရှိနေဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ဒါတွေမဟုတ်သေးတာကတော့ရာအားလုံးကိုပိုင်ဆိုင် လုပ်ကင်နိုင်ဖို့ဆိုတာတွေကနေပျော်ရွှင်မှုလည်းမရနိုင်ပါဘူး။ဒီကိစ္စကြည့်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုထဲမှာဆိုရင်ဘယ်တော့မှမဝစ်ဖြစ်တဲ့အဝစ်တွေနဲ့ပြည့်နေတယ်လို့ ကျွန်တော်တို့ရဲ့နေ့စဉ်ဇီယားမှာလည်းမပြီးစီးနိုင်တဲ့အလုပ်တွေနဲ့ပြည့်နှက်နေတာမျိုးပါပဲပြီးစီးရင်တော့မှပဲကောင်းကောင်းလုံနိုင်ခဲ့တာမျိုးမဖြစ်နိုင်တော့ပါဘူးအဲ့လိုမျိုးလုံကင်နေမဲ့အစားကိုလုံးတင်တာလေးကိုပဲအာယုံဆိုင်လုံကင်တာမျိုးနဲ့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုနဲ့ပျော်ရွှင်မှုတွေအတွက် မရှိမဖြစ်လိုအပ်မဲ့အချက်တွေကိုပဲလှုပ်ဆောင်သင့်ပါတယ်အဲဒီစာစုထဲမှာဆိုရင်တော့ဥပဝအတွက်အနှစ်သာရပေးစီနိုင်မဲ့မရှိမဖြစ်အရာလေးတွေကိုရှာဖွေဖော်ထုတ်ပြီးတော့ကြံတဲ့အရာတွေအားလုံးဖဲထုတ်ပေးနိုင်မှု ဘာတွေလုပ်လို့ရမလဲဆိုတာတွေကိုရှောက်ဖွေတွေးရှိနေမှာဖြစ်ပါတယ်။အဲ့လိုလုံဆောင်ခြင်းအပြင်စိတ်ခွန်အားတွေနဲ့ခန္ဓာရင်ရှိမှုတွေရလာမှာဖြစ်ပြီးတော့ကို့အတွက်တကယ်ကိုအရေးပါမယ့်အလုပ်တွေကိုအမြင့်ဆုံးစွမ်းဆောင်ရင်နဲ့လုံဆောင်နိုင်မယ့်အင်အားတွေရအန်တက်ကိုစပြီးတော့ဆွေးနွေးတင်ဆက်ပေးပါမယ် မလိုအပ်တဲ့အလုပ်တွေကြားမှာလင်မုန်းနေတာကိုရှောင်နိုင်ဖို့အတွက်ဆိုရင်ကိုယ့်အတွက်အတိပဲရှိစေမယ့်အလုပ်တွေကိုပဲလုပ်သွားမယ်ဆိုရက်အနှစ်သာရဦးစားပေးမှုဝါဒရဲ့သဘောတရားတစ်ခုကိုနှလုံးသွင်းထားဖို့လိုပါလိမ့်မယ်ကျွန်တော်ရဲ့ဘဝတွေမှာဘဝအတွက်ဦးစားပေးအလုပ်တွေလို့ထင်ရတဲ့ကျွန်တော်တို့အတွက်အရေးအကြီးဆုံးလို့ထင်ရတဲ့အလုပ်တွေကိုကြိုးစားရှာဖွေလုပ်ကြရင်လည်းပဲအဲ့ဒီအလုပ်တွေဟာပေးတဲ့တာဝန်နဲ့ဝတ္တရားတွေနဲ့ပဲလုံးလည်ချလည်လိုက်နေခဲ့ပါတယ်အဲ့ဒီအလုပ်တွေအားလုံးကိုပြင်းပြောင်းစေနိုင်ဖို့အတွက် ဘလို့ပဲတက်နိုင်တဲ့လောက်အားထုတ်လုပ်ကင်တာပဲဖြစ်ဖြစ်အဲ့ဒီအလုတ်တူတွေကဦးစားပေးလုတ်တင်တယ်လို့ထင်ရတဲ့အလုတ်တွေကိုပဲရွေးချယ်လုတ်ကင်တာပဲဖြစ်ဖြစ်လုတ်စီအောင်တော့ဗျာဘလောက်ပဲလုတ်စီအောင်တော့မပြီးမြောက်နိုင်တဲ့အလုတ်တွေဆိုတာအမြဲတမ်းလို့လို့ကြံနေနိုင်ပါသေးတယ်မပြီးနိုင်တဲ့အလုတ်တွေတပုံးကြီးရဲ့ဖြည်းစည်းထားမှုကကျွန်တော်ရဲ့အလုတ်ပြီးမြောက်မှုနှုံးတွေကိုအကြီးအကျယ်နှောင့်နှေးစေပါတယ်အဲကံကောင်းစီမှာတကူကတော့ကျွန်တော်တို့အတွက်အရေးပါတဲ့အလုတ်တွေကိုပဲဦးစားပေးလုတ်ကင်စေနိုင်မယ် ်အနှစ်သာရဦးစားပေးမှုဝါဒတစ်ခုကိုကျင့်သုံးလိုက်မယ်ဆိုရင်တော့ပိုပြီးတော့ရှင်းလင်းလွယ်ကူသွားပါလိမ့်မယ်အနှစ်ပြည့်စုံမဲ့အလုပ်တွေကိုပေါ်ထုတ်နိုင်မှုအတွက်အဓိကအချက်၄ခုရှိပါတယ်ပထမဆုံးတစ်ခုပြောမယ်ဆိုရင်တော့နည်းနည်းပဲလုပ်ဖို့လိုပေမယ့်ပိုကောင်းအောင်လုပ်ဖို့လိုပါလိမ့်မယ်အနှစ်ပြည့်သဘောတရားတစ်ခုရဲ့အခြေခံအုံမြင့်မှာအရေးမကြီးတဲ့အလုပ်တွေမပြီးနိုင်မစည်းနိုင်လုပ်နေတာတွေကိုရှာဖွေပြီးရက်တန့်ဖြစ်ဖို့လိုအပ်ပြီးတော့ရလာတဲ့အချိန်တွေကိုပိုကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးဆွဲသွားဖို့ဖြစ်ပါတယ်။ရန်အားလုံးကိုပြီးမြောက်အောင် လုပ်နိုင်တယ်ဆိုတော့အယူအဆကိုစွန့်လွတ်ဖို့လိုအပ်ပြီးတော့ဦးကောင်းကိုလှုံ့ဆော်နိုင်မဲ့တိကျတည်ကြတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်လုပ်ကင်ဖို့ပဲဖြစ်ပါတယ်။အနှစ်ပြည့်သဘောတရားတွေဆိုတာကရွေးချယ်မှုတွေအများကြီးလုပ်ပြီးတော့တိုးတက်မှုနည်းနည်းစီရအောင်လှုံ့ဆော်တာမျိုးမဟုတ်ပါဘူး။လုံးဆောင်ရမှာကတော့ကိုယ့်အတွက်ထူးခြားပြီးအရာရောက်စေမယ့်အရာတွေကိုပေးနိုင်မယ့်လမ်းကြောင်းတွေကိုပဲရွေးချယ်ရှောင်လန်းဖို့ဖြစ်ပါတယ်။အမြဲတမ်းကိုကိုကိုမေးမြန်းနေဖို့လိုသလို လုပ်ရမယ့်အလုပ်တွေကိုလည်းအမြဲတမ်းချိန်ညှိပေးနေဖို့လိုပါသေးတယ်။ဘယ်အလုပ်တွေကိုလုပ်ဖို့ထိုက်တန်ပြီးတော့ဘယ်အလုပ်တွေကိုလက်လွတ်လိုက်သင့်နေဆိုတာကိုအမြဲတမ်းစမ်းစစ်နေဖို့လိုအပ်ပါလိမ့်မယ်။အနှစ်ပြည့်အလုပ်တွေပဲလုပ်ကင်နေတဲ့သူတယောက်ကသူ့ရဲ့အချိန်တစ်ခုကိုထိုက်တန်အောင်ဘယ်လိုသုံးဆွဲသင့်နေဆိုတာနဲ့အချိန်နဲ့အင်အားတွေကိုပို့ပြီးတော့အလုပ်ဖြစ်စေမယ့် nebery မှာအသုံးချဖို့အတွက်အမြဲတမ်းစဉ်းစားလုပ်ကင်နေရပါတယ်။အဲနောက်ဆုံးကြရင်တော့အရေးမပါတဲ့အလုပ်တွေတပုံကြီးတွေကနေအရေးပါတဲ့အလုပ် နည်းငယ်ကိုပဲဆွဲထုတ်နိုင်ပြီဆိုရင်တော့အနှစ်ပြည့်အလုပ်တွေကိုစပြီးလှုပ်ဆောင်နေပြီဖြစ်ပြီးတော့ပြောင်းလဲမှုတွေကလည်းစတင်ရွေလျားနေပြီဖြစ်ပါတယ်။အကြည့်ရတာကတော့လွယ်တယ်လို့ထင်ရနိုင်ပေမဲ့လို့လည်းကျွန်တော်အားလုံးကတော့တကယ်တမ်းအလုပ်ဖြစ်အောင်လှုပ်ဆောင်နိုင်ဖို့အလံဝေးနေပါသေးတယ်။အနောက်လာမယ့်အခန်းတွေမှာတော့ကျွန်တော်တရီအများစုကအနှစ်ပြည့်စီမဲ့အလုပ်တွေကိုပဲလုတ်ကင်နိုင်မှုလမ်းကြောင်းတစ်ခုအနေနဲ့ဘလို့ဝေးกว่าနေရတာလဲဆိုတာတွေကို โอเคပါကျွန်တော်အခန်း2ကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်တကယ်လို့ဒါကျွန်တော်ဒရီယာလိုယူလှုပ်ရှင်အလုပ်တွေနဲ့အချိန်ကုန်ပေးမနေမယ်ဆိုရင်ကို့အတွက်ရွေးချယ်လုပ်ကင်နိုင်မယ့်အလုပ်တွေကိုလှုပ်ဆောင်နိုင်စွမ်းနေလက်လွတ်လိုက်ရပါလိမ့်မယ်ငါကြိုက်တာကိုရွေးချယ်ပြီးတော့လုပ်မယ်ဆိုတဲ့အမျိုးအစားအဲ့ဒါကိုတော့လုံးမရမယ်ဆိုတာမျိုးဖြစ်နေကြပါလိမ့်မယ်အဲအဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့အရေးမပါတဲ့အနှစ်မရှိတဲ့အလုပ်တွေကိုပဲလုပ်နေရတဲ့ဘဝမျိုးရောက်နေပြီဖြစ်ပါတယ်ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်ကိုအဆိုးတွေနဲ့ဖြတ်တန်းလာခဲ့ပြီးရဲ့နောက်မှရလာတဲ့မောပန်းနှွမ်းနဲ့မှုတွေနဲ့အတူအကူအညီမရနိုင်မှုအခြေအနေတွေကိုပါကြုံတွေ့လာရပြီးတော့ရွေးချယ်မှုတွေကိုထိမ့်ချုပ်လုံးဆောင်နိုင်စွမ်းတွေကလည်းအလိုလိုလျော့ပါသွားတာမျိုးဖြစ်ပါတယ်။ဒီအချက်ကိုနည်းနည်းလေးပို့ပြီးတော့ရှင်းပြနိုင်ဖို့အတွက်ဥပမာလေးတစ်ခုနဲ့ကြည့်လို့ရပါလိမ့်မယ်။အကူအညီမရနိုင်တဲ့အခြေအနေဆိုတာကဝေးလေးတွေနဲ့စမ်းသပ်မှုလေးတွေကိုလုံးကြည့်ထားတာကနေကောက်ချက်ချတာဖြစ်ပါတယ်။ အဲ့ဒီစမ်းတက်မှုမှာ ခွေးတွေကိုလျှက်စင်းနဲ့ရှော့တိုက်ပါတယ်။အဲ့ခွေးလေးတွေကတချို့အဲ့ရှော့ကိုရက်နိုင်ဖို့ခလုတ်လေးပေးထားပါတယ်။တခြားအုပ်စုကခွေးတွေမှာလည်းခလုတ်တွေပေးထားပေမဲ့လို့အဲ့ဒီခလုတ်တွေကအလုံးမလုံးပါဘူး။နောက်ဆုံးအုပ်စုတစ်ခုကခွေးတွေကိုတော့ရှော့လုံးဝမပေးထားပါဘူး။အပြီးတော့အုပ်စုအားလုံးကခွေးတွေကိုဇုံတစ်ခုထဲမှာနှစ်ချမ်းခွဲပြီးတော့ထားထားပါတယ်။ဇုံတစ်ဖက်ချမ်းမှာရှော့ပေးထားပြီးတော့အဲနောက်တစ်ဖက်မှာတော့ဘာမှမပေးထားဘူး။ အရင်စမ်းသပ်မှုမှာတော့ရှုပ်ရက်ပစ်နိုင်တဲ့ကလုတ်ပေးထားတဲ့အုပ်စုဟာခွေးတွေရောရှော့မပေးထားတဲ့ခွေးတွေရောဇုံရဲ့တစ်ဖက်ကရှော့မပေးထားတဲ့အချမ်းဘက်ကိုပြေးကြပါတယ်။အလုံးမလုံးတဲ့ကလုတ်ပေးထားတဲ့ခွေးတွေကတော့ဘယ်ဥမှမပြေးဘဲနဲ့ရှော့ပေးထားတဲ့ဇုံထဲမှာပဲဆက်ပြီးတော့หนีကြပါတယ်။ပြောရမယ်ဆိုရင်တော့သူတို့အကူအညီမရနိုင်ဘူးလို့ထင်သွားကြတာမို့ပါ။တကယ်လို့ဒါကျွန်တော်တို့တွေကဥရဲ့ရွေးချယ်နိုင်တဲ့အစွမ်းအစားတွေကိုအလျှော့ပေးလိုက်ပြီဆိုရင်တော့အခြားလူတွေကို ျွန်တော်ရဲ့ဘဝတွေအတွက်အရေးပါတဲ့ရွေးချယ်မှုတွေကိုလုပ်ဖို့အတွက်တရားပေါက်ပေးလိုက်တယ်လို့မျိုးဖြစ်နေပါလိမ့်မယ်။ကိုယ့်ရဲ့အားထုတ်မှုတွေကအချင်းကြီးဖြစ်နေရလို့ထင်တဲ့လူတွေကနီးလန်းနှစ်သွယ်နဲ့တုံ့ပြန်လည်ရှိကြပါတယ်။လုံးဝလှည့်လျှော့ပြီးတော့အရှုံးပေးလိုက်တာမျိုးနဲ့သူတို့ရနိုင်တဲ့အခွင့်အလမ်းမှန်သမျှကိုလှမ်းဆုပ်ကင်ပြီးတော့လူရာထက်ပို့ပြီးတုံ့ပြန်တာမျိုးလုပ်တတ်ကြပါတယ်။ပထမပိုင်းမှာတော့သူတို့ရဲ့တုံ့ပြန်လှုပ်ဆောင်မှုတွေကိုကြည့်ရတာအကူအညီမဲ့နေရလို့မခံစားရဘူးလို့ထင်ရနိုင်ပါတယ်။ နောက်ပိုင်းမှာတော့သူတို့တွေရာသူတို့အတွက်အကောင်းဆုံးဖြစ်နိုင်မယ့်အရာတွေကိုရွေးချယ်လုတ်ကင်နိုင်မယ့်အစွမ်းအစာတွေကိုအလုပ်ဖြစ်အောင်မလုပ်နိုင်ကြတော့ပါဘူး။သူတို့ကယူယူလေးပဲရနိုင်သမျှကိုလုပ်ဖို့ကြိုးစားကြပါတယ်။တစ်ဖက်ကလူတွေကရနိုင်သမျှအခွင့်အလမ်းတွေကိုရယူဖို့ကြိုးစားနေကြပြီးတော့တခြားတစ်ဖက်ကလူတွေကတော့သူတို့ရဲ့တကယ့်အစွမ်းအစာတွေကိုထုတ်မပြဖို့ကြိုးစားနေကြပါတယ်။ โอเคအခုကျွန်တော်အခန်း၃ကိုဆက်ပြီးတော့တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နင်းနေနေပူကောင်းအောင်လှုပ်ဖို့ဆိုရဲအကြဉာဉ်ကိုလှုပ်ဆောင်ဖို့အတွက်ဆိုရင်အပေးယူအ short အတင်းတွေကဘဝရဲ့အစိတ်အပိုင်းတွေပဲဆိုတာကိုလက်ခံထားရပါလိမ့်မယ်တကယ်လို့တော့ကိုယ်မှာအတိတ်ကိုပြန်သွားနိုင်တဲ့အစွမ်းစားတာရှိမယ်ဆိုရင်ဘယ်ကုမ္ပဏီတွေမှာရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ရွေးချယ်ခဲ့မလဲ IBM လား Microsoft လား Apple လားအဲ့လိုမျိုးကုမ္ပဏီကြီးတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီး သူတို့ရဲ့တခုခုရွေးချယ်ဖို့ဖြစ်နိုင်တဲ့အခါမျိုးမှာသတိထားမိတင်တာတခုကတော့ Southwest Airlines လို့တည်ကြတဲ့လေကြောင်းလိုင်းတခုမှာဂျင်းနီမြုံနယ်သူတွေအနေနဲ့တော်တော်လေးကိုများတဲ့အမျက်တွေရခဲ့တာပါပဲအဲ့လေကြောင်းလိုင်းကအနှစ်သာရရှိရဲ့အဓိကအလို့အချို့ပဲကောင်းကောင်းကြီးစောင့်ချလုပ်နိုင်ခဲ့ပြီးတော့တည်တာထင်ရှားတဲ့အောင်မြင်မှုကြီးတွေကိုရယူနိုင်ခဲ့ပါတယ်သူတို့ရဲ့ဖောက်တယ်တွေကိုပထမတန်းစားထိုင်ခုံတွေအစားအသောက်တွေနဲ့ပုံရွေးချယ်ဝယ်ယူနိုင်တာမျိုးတွေစတဲ့ ရွေးချယ်မှုအများကြီးကိုပေးမယ်စားလိုရာခီးကိုရောင်းနိုင်ဖို့သာအာရုံစိုက်ခဲ့ပါတယ်။တခြားဘယ်လိုအပိုဝန်ဆောင်မှုမျိုးကိုမှမလုပ်ပေးခဲ့ပါဘူး။သူတို့သဘောပေါက်ခဲ့တာကတော့အရာအားလုံးကိုသာလှုပ်ဆောင်ဖို့ကြိုးစားခဲ့မယ်ဆိုရင်ပြုလဲသွားဖို့ကတေချာပေါက်ပါပဲ။ခီးတွေတွေကိုသူတို့သွားကျင်တဲ့ခီးပန်းတိုင်းကိုအရောက်ပိုးဆောင်ပေးနိုင်မယ့်အချက်လေးတွေလောက်ကိုပဲကောင်းကောင်းလုပ်နိုင်ဖို့အာရုံစိုက်လိုက်မယ်ဆိုရင်သူတို့အနေနဲ့အောင်မြင်နိုင်မယ်ဆိုတာကိုသိခဲ့ပါတယ်။ဒီလိုလို့ဖို့ရွေးချယ်ခဲ့ရဲဆိုတဲ့အိဗယ်တကူက ပြင်းပြတဲ့စိတ်နဲ့ရွေးချယ်ကြတာဖြစ်ပြီးတော့တခြားလှုပ်ရှားတွေကိုမလှုပ်ခဲတာလည်းခက်ခဲပါလိမ့်မယ်။အပြင်းမှန်းအကျင့်တော့အရေးမပါတဲ့အလုပ်တွေကိုရှော့ချပြီးတကယ်အရေးကြီးတဲ့အလုပ်တွေကိုပဲရွေးချယ်လုပ်ဖို့ကရိုးရှင်းလွယ်ကူတယ်လို့ထင်ရပေမဲ့အဲတကယ်တမ်းလှုပ်ဖို့ကြုံလာရင်တော့အရာအားလုံးကိုရှော့လုပ်မိတတ်တာမျိုးပါပဲ။ဥပမာပြောရမယ်ဆိုရင် Southwest Airline အောင်မြင်လာတဲ့အချိန်မှာ Continental Airline သူတို့က သူတို့လုံနေတဲ့ဖြူဟာကိုအတူယူပြီးတော့လိုက်လုပ်ဖို့ကြံခဲ့ကြပါတယ်။အဲဒါ့အပြင်လည်းအရေးမပါတဲ့လုပ်ငန်းစဉ်တွေကိုဖယ်ထုတ်ဖို့လုပ်ရမယ့်အစားအရာအားလုံးလုံနိုင်ဖို့အတွက်မာရင်စွာဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ရဲ့ဆောင်ရွက်မှုကတော့တမယူးကျမူလလေးချောင်းလိုင်းကိုငကိုပုံစံအတိုင်းဆက်လက်ထားရှိဖို့ဖြစ်ပြီးတော့အမတ်တစိတခုကိုထပ်မံခွဲထုတ်ပြစ်ဖို့ပါပဲ။သူတို့ကကွန်တီနန်နယ်လိုင်းလို့ခေါ်တဲ့ဈေးနှုန်းသက်သာတဲ့လေးချောင်းလိုင်းတစ်ခုကိုစတင်ခဲ့ကြပါတယ်။ဒါပေမဲ့လို့ viewer နှစ်ခုကိုအကောင့်ထဲပေါ်နေရတဲ့အတွက် လုပ်ငန်းစဉ်ဆောင်ရွက်မှုတွေကမထီရောက်ဖ ೇನೆ Continental Light ဘက်မှာလည်းဈေးနှုန်းတွေကမတက်တာခဲ့ပါဘူး။အနောက်ဆုံးမှာတော့အရေးမပါတဲ့လုပ်ငန်းစဉ်တွေကိုဆွန့်လွတ်ဖို့မတက်နိုင်ခဲ့သလိုအရေးကြီးအရာတွေကိုလည်းတိတိယယောက်အာယုံမဆိုင်နိုင်ခဲ့တဲ့အတွက်ကြောင့်တန်းမောင်းများစွာအရှုံးပေါ်ခဲ့ရပါတယ်။ခုလောက်ဆိုရင်တော့လူတွေအနေနဲ့အနှစ်ပြည့်လုပ်ငန်းစဉ်တွေကိုရွေးချယ်လုပ်ကင်နိုင်မဲ့လမ်းကြောင်းပေါ်ကနေဘယ်လိုမျိုးလမ်းချော်သွားနိုင်လဲဆိုတာကိုကောင်းကောင်းကြီးမြင်သွားနိုင်လောက်မယ်လို့ထင်ပါတယ်။ အနောက်ခန်းနေမှာတော့ကိုသွားရမယ့်လမ်းကြောင်းကိုဘယ်လိုမျိုးရှာဖွေနိုင်မလဲဆိုတာတွေကိုဆက်လက်လေ့လာသွားနိုင်မှာဖြစ်ပါတယ်။